ာမယ့်နေ့မှာမော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒအပြောင်းလဲဖြစ်နိုင်တယ်ဆိုတဲ့ကောလာဟာလာတွေကြောင့်ဂါဇင်းတို့နေအတက်ဖက်ကိုပဲဥတီနေပါတယ်။ဥတိုက်ဆိုင်ကသတင်းပေးပို့ထားပါရရှင်။ ကျင်းပမှာပြောဆိုနေတဲ့အတိုင်းဆိုရင်လာမယ့်နှစ်အတွက်မော်ဒယ်ယာဉ်တင်သွင်းခွင့်မူကွာရအရ free permit နဲ့2015ကနေ2019မော်ဒယ်အမြင့်တွေကိုဘယ်မှောင်အမျိုးအစားသာတင်သွင်းခွင့်ပြုမှာပါဒီပြင်လက်ရှိသုံးနေတဲ့ရင်ဝ NN စလေးအတွက်ကားတင်သွင်းခွင့်ကိုလည်း2017ကနေ2014မော်ဒယ်အမျိုးအစားသာတင်သွင်းခွင့်ပြုမယ်လို့ပြောဆိုနေတာပါဒီလိုကောရဟာလာတွေကြောင့်ရန်ကုန်ကားဝယ်အောင်စည်းကမ္ဘာကားစည်းတွေကအတက်ဘက်ကိုပဲဦးတည်နေတယ်လို့ကားတင်သွင်းရောင်းချနေတဲ့လုပ်ငန်းရှင်တူကပြောပါတယ်ဂျပန်ကဒါကျွန်တော်တို့ကားတင်သွင်းမှုရဲ့60%လောက်ကိုဂျပန်ကပဲသွားတာပါအဲ့တော့ကျွန်တော်တို့ ီဂျပန်နေတင်သွင်းလာတဲ့ကားတွေဒီ2017ကနေစဝယ်ရမှာဖြစ်တဲ့အတွက်သူတို့မှလည်းဒိတ်က71ဆိုတော့တိတ်မကွာသေးတဲ့အတွက်ကားတန်ဖိုးကြီးမြင့်မယ်ဒါနံပါတ်၁ချက်နောက်ပြီးတော့ကျွန်တော်တို့ဆလစ်နဲ့တင်သွင်းရတဲ့ကားဆိုရင်လည်းဆလစ်တွေရှားပါမှုကအခုဆိုရင်တော်တော်လေးဖြစ်ပေါ်နေတယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီ2015ခုနှစ်နဲ့အောက်မှာတင်သွင်းခဲ့တဲ့ကားတွေအားလုံးကလည်းဒီ2016ဒီဇင်ဘာမှာမကုန်မီမှာဆလစ်ကအမှဖြစ်တဲ့အတွက်ဆလစ်တွေ2016ဒီဇင်ဘာမှာဆလစ်စည်းတက်သွားနိုင်တယ်။2019ရောက်ရင်ဆလစ်တွေပိုရှားပါလာမယ်။ စလစ်ကိုစလစ်အရင်ဝရင်အပ်တဲ့မော်ရယ်ကြီးအားကိုတတ်မှတ်ချက်မပြောင်းဘူးဆိုရင်စလစ်ပါစိတ်တက်လာမယ်။လာတို့ဈေးကွက်ကျွမ်းကျင်လူတွေကလည်းဒီမူဝါဒဟာအတီးဖြစ်ခဲ့ရင်ဂျပန်ကနေတွန်းတွန်းနဲ့ use car တွေကဈေးကွက်မှာစိတ်တက်လာဖို့ရှိပါတယ်။ဒီမူဝါဒအတဲ့ကြောင့်ဆိုရင်တော့ဒီလူစီးကားတွေပေါ့နော်လူစီးကားတွေကတော့အထူးပြေတော့ use car တွေကတော့ဈေးတက်ဖို့တော့မြင်ပါတယ်။ဒီ brand new car တွေအနေနဲ့ကတော့အများကြီးတက်ဖို့တော့မမြင်ဘူးပေါ့နော် brand new ကတော့ဘာလို့ဆိုကျွန်တော် brand new car အနေနဲ့လက်ရှိ ကားထုတ်လို့စူးစမ်းနေရဲ့ ကုမ္ပဏီ50ခုရှိနေပါတော့။နောက်ကြီးလည်းကျွန်တော်တို့ Suzuki ရှိတယ်။နောက် Nissan လည်းအခုစထိုးဖို့လုပ်နေပြီ။နောက်ဒီ Isuzu တပည့်ကလည်းဒီကိုတွေကထုတ်နေတာရှိတယ်။နောက်ကျန်တဲ့ကားတွေကလည်းထုတ်ဖို့လုပ်နေကြတာ Ford တို့ Mazda တို့ဒီဥကားဆိုတဲ့ဒီ Leafan တို့နောက် BIC တို့ပါလို့နောက်တခြားတွေအများကြီးထုတ်ဖို့လုပ်နေလက်ရှိမှာဆိုရင်လည်းရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာအစိုးရအသစ်တာဝန်လွှဲပြောင်းရယူခဲ့တယ်။ AB တရက်နေ့ကစပြီးလက်ရှိကာလအထိကားပါကင်ထောက်ခံချက်နဲ့ကားတင်သွင်းခွင့်ကိုရန်နာထားတာပါ။ ။ဒါကြောင့်ရင်းဝအနှံစလင်းတစောင်းတန်ဖိုးကစီးပွားမှာချက်သိန်း130ကျော်စီးတက်လာပြီးခါးစီတွေကလည်းမာနေပါတယ်ခင်ဗျာ။ကျွန်တော်တိုက်စင်ဒရင်းပို့ထားတာပါ။